န်တာနီလေးရာလေး6ရောက်တဲ့အချိန်အိတ်နေမလားမသိဘူးเนาะဆောတော့ပန်တာနီလေးကိုတွေ့ရဖို့အတွက်ရင်နေရန်ခုံလေးအိတ်နေရလားမသိဘူးမရပ်ပန်ဟာတွေ့လိုက်ရတယ်ကိုယ့်ရဲ့အချစ်ဦးကိုပြန်တွေ့လိုက်ရတယ်လို့ပဲရင်းနေတော့ခုံသွားချီဦးအရင်ကချစ်ဖို့ကအသက်ရလိုက်တာ တလေးလှန်ဦးရဲ့မှာပေါ့နော် rap banner လေးရှိရလို့သိရတယ်အဲ့ဒီ rap banner လေးတွေကဘယ်လိုပုံစံဖြစ်မလဲသူတို့ဘယ်လိုမျိုးဒီမှာထိမ့်သိမ်းထားလဲဆိုတာကိုချောင်းနဲ့တူတူသွားကြည့်ကြမယ်ဘယ်နေရာမှာရှိလဲဆိုတာချောကိုတိုင်လည်းမသိရမို့ခုတူတူသွားရှာကြမယ်ဒီနေ့တလေးဆောင်ဦးရမှာတော့လူတွေကအယမ်းများတယ်လားလူတွေတော်များတယ်မိသားစုလိုက်ပေါ့ပြောတငယ်ချင်းအုပ်စုတွေလည်းအများကြီးတွေ့ရပေါ့နော်ချောလိုမျိုးပဲ rap banner လေးကိုလာကြည့်ကြရလားတော့မသိဘူးချောနဲ့သူတို့လည်းအကြံသူနေပုံရတယ် ီမှာတော့ပန်ဒါနီဆိုပြီးတော့တွေ့တယ်ပေါ့နော်ဒီရှေ့နာရုံမှာတော့မလို့တွားကြည့်စီမယ်ပန်ဒါနီလေးတွေ ਆ လေညာဘက်ကျမှအစာရှာထွက်တယ်နေ့ဘက်ဆိုရင်အိတ် နေတက်တယ်တဲ့အခုချောရောက်တဲ့အချိန်အိတ်နေမလားမသိဘူးနော်ဆောတော့ပန်ဒါနီလေးကိုတွေ့ရဖို့တော့ရင်နေရန်ခုန်လေးတန်းနဲ့ရက်ကြည့်ဘူးရမလားလူတာတော့ကြည့်ဘူးမယ်ထင်တယ်အဲ့ဒါမှဆိုလို့ရှိရင်လေကောင်မလေးကစိတ်ဆိုးလာလို့ရှိရင်လေပန်ဒါနီအကြီးပြောင်းသွားတာလေအဲ့လိုမျိုးပုံစံလေးဖြစ်မလားတော့မသိဘူးပေါ့နော် ိတ်ငြားတော့မလို့ပေါ်ပတ်မှာမတွေ့လို့ဒီဘက်ကနေသွားကြည့်ကြည့်မယ်ပြန်ဟောက်တွေ့လိုက်ရလေကိုယ့်ရဲ့အချစ်ဦးကိုပြန်တွေ့လိုက်ရတယ်လို့ပဲရင်းနေတော့ခုံသွားချီဦးအရင်ကချီဦးကအသေးရလိုက်တာဟောမှာဒီကောင်အိမ်နေ ကအေးတဲ့ရာသီဥတုမှာပဲနေတာဆိုတော့24နာရီအေယာကွန်ထဲမှာထားတာပန္နာပဲဖြစ်ချင်တော့တယ်။ကြာကြည့်တော့ပေါ့ဒီဟာကပန္နာနေတော့ recon လို့နဲ့တော့မျိုးစိတ်သူရဲလို့သိရတယ်ပေါ့နော်။ဒါပေမဲ့ဒီဟာကတော့တော်တော်ကြီးကို sharp မျိုးစိတ်တွေမှာပါတယ်ပန္နာနေရတော့။တရုတ်တို့ဘာလို့အဲ့လိုအေးတဲ့ရာသီမှာမြန်မာမှာဆိုရင်တော့မြန်မာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ်မှာအများဆုံးတွေ့ရတယ်။ဒါပေမဲ့တော်တော်ကြီးကိုခုကတော့ sharp နေပြီပေါ့နော်။မျိုးသုံးလူနေပါတော့ဖြစ်နေပြီ။ဒီရန်ကုန်မှာဒီလိုနှစ်ကောင်ရှိတာတော့တော်တော်ကြီးကို ကံကောင်းတယ်လို့ပြောရမှာပေါ့နော်။ငင်းငင်းနဲ့ဆိုလို့ရှိလို့ရှင်တော့မနက်စောစောလာခဲ့ရင်တော့အဆင်ပြေလို့တော့တွေ့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီခြံဝန်းလေးတန်းမှာသူတို့မနက်9နာရီဆိုလို့ရှင်လွတ်တယ်လို့သိရတယ်ပေါ့နော်။သူတို့ကစားတာဗာညာပေါ့ပြီးလို့ရှင်အထဲကိုပြန်ထည့်ရတယ်။ရာသီဥတုအရန်ပူလို့ထင်တယ်။ဟိုမှာတော့မှအဲယာကွန်နှလုံးနဲ့အရန်ပိုက်တယ်နော်။အဲ့ဒီတန်းမှာလည်းသွားခွေပြီးအိတ်လိုက်ချင် မကလည်းမောင်မောင်နဲ့မီမီဆိုပြီးနှစ်ကောင်ရှိရယ်ဆိုတော့လေချောမေးကျင်တာကလေဒီ rap panel ကိုလာကြည့်ရလူတွေကိုပေါ့နော်ဘယ်သူကမောင်မောင်ဖြူပြီးဘယ်သူကမီမီလဲဆိုတော့တစ်ချက်တော့ comment မှာရေးပေးခဲ့ပါလားအဲ့ဒါတော့ तू ကမှန်ကြီးကာတာတော့လေချောလဲသွားကြင်လို့လည်းမရဘူးလှန်ကြည့်လို့လည်းမရဘူးအရန်ကိုတိကျင်လာလို့လေအဲ့ဒါလေ comment မှာဖြေခဲ့ပေးအောင်နော်ဘေးနားမှာပေါ့ငှက်လေးတော့အများကြီးတွေ့တယ်ဒီဘက်ဘေးမှာဆိုရင်ထောင်းရှိရယ်ပေါ့နော်ချောပြီးရင်ထောင်းလဲသွားကြည့်မယ်ပြီးရင်အနည်းဆုံးဆိုလို့ရှိရင်တော့စင်ယုံနဲ့နန်းနန်းချင်းဆိုင်ပဲခဏလောင်ချောပြကြရှိသေးတယ်လိုက်ခဲလိုက်ခဲ့ ခုံးမှာတွေ့လားဝန်ကြောင်နဲ့ချော့လေးဘာမှမလုပ်ချင်တော့သူတို့ပဲဖြစ်ချင်တော့တယ်သူတို့ဆိုလို့ချင်းနှစ်လည်းလည်းအေးရတယ်အစားလည်းစားရတယ်ပန်တာနေဆိုအေယာကွန်လည်းနှလုံးနဲ့နှက်နေလို့တော့ရသေးတယ်သူတို့ပဲဖြစ်ချင်တယ်ဘယ်လိုလုပ်ရမလဲအဲ့လိုမျိုးဖြစ်အောင်မမောရေဘယ်ကမမောလဲတော့မသိဘူး What ကန်တီးနဲ့မှာပေါ့နော်ချောအရန်မိုးရတဲ့တဲနေလို့အများကြီးတော့လိုက်မပြတော့ဘူးဒါပေမဲ့အဓိကကရပ်ပန်နာတို့ကိုလာတွေ့တာမို့လို့ရပ်ပန်နာလေးကိုတွေ့လိုက်ရလို့ချောကတော့အရန်ကိုပြောပါတယ်တရိတ်ထောင်ဦးရင်ရောက်လို့ရှိရင်လည်းရပ်ပန်နာလေးကိုလာကြည့်ဖို့ဆိုချောကတော့ recommend ပေးရနော်တကယ်ကိုလာကြည့်တင်တယ်ပေါ့နော်အရန်ကိုချစ်ဖို့ကောင်းတယ်ကန်အားလုံးရဲ့အိမ်မှာခလေးလေးရှိကြလားခလေးလေးရှိလို့ရှိရင်သူတို့ကိုရပ်ပန်နာလေးကိုတော့တစ်ခေါက်တော့လာပြစေခြင်းနဲ့အရန်ကိုမှချစ်ဖို့ကောင်းတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူတို့ ရှားပါမျိုးစိတ်လည်းဖြစ်နေပြီးတွေ့ရဖို့လည်းမလွယ်တော့ဘူးပေါ့နော်အဲ့ဒါကြောင့်အခုရှိတုံးလေးလာကြည့်ဖို့တော့ချောင်းအရဖိတ်ကြကြပါမယ်ချောင်းနဲ့တူတူနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်